အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတိတိပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။အာရမဏသင်္ဃာမှာအာယုန်တွေပြဆိုပြီးတော့အေကံအနေကအာယုန်ပြတဲ့စိတ်တွေကိုရောက်နေပါပြီ။ဆက်သွားပါမယ်။ ပရမအုံဆုံးကာမကိုအေကံအာရုံပြုတဲ့စိတ်25ပါ။ဒါပြီးခဲ့ပါပြီ။ကာမကိုအေကံအာရုံပြုတဲ့စိတ်25ပါ ပြီးခဲ့ပါပြီ။နောက်တစ်ခုဆက်သွားပါမယ်။နောက်တစ်ခုကဘာလဲဆိုအာဟုတလာနိစေဝအာဟုတစိတ်တွေညာနာဝိပယုတ်ကာမဝဆရဇဝနာနိညာနာဝိပယုတ်ကာမဝဆရဇောစိတ်တွေအဲ့ဒါဘာအာယုံပြုလဲဆိုတော့လောကုတ္တရဝစီတာတပ္ပရမနာနိလောကုတ္တရကျင်းတဲ့အလုံးစုံအာယုံပြုတယ်။ အလုံးစုံလောကုတ္တရာကျင်လိုက်ဘာကျန်လဲလို့မေးရင်လောကီကျန်တာပေါ့နော်အဲလောကီကိုအာယုံပြုတဲ့စိတ်ပဲပေါ့အဲကြည့်ကြရအောင်အာဟုဇာနိစေဝအာဟုသူစိတ်72ပါအကုသိုလ်စိတ်72ပါနောက်တစ်ခါညာနာဝိပယုတ်တဲ့ကာမဝါဒဇောတွေဆိုညာမရှင်ဘူးဆိုညာနာဝိပယုတ်သဇောစိတ်ယူရမယ်ဇောစိတ်ယူရမယ်ဆိုပါလေမဟာကုသိုလ်နဲ့မဟာကိရိယာကိုယူပါ မာကုသိုလ်မဟာကရိယာဘာဖြစ်လို့လဲဓမ္မကာမသိ24ပါးရှိပါတယ်အဲ့ဒီ24ပါးထဲမှာမာဝိဘကဇောမဟုတ်ပါဘူးအကုသိုလ်တွေကကရိယာနဲ့အဲဇောစိတ်ပါအဲ့တော့ကုသိုလ်ဆိုရင်ပုရုဇဉ်သောတာပန်တက္ကရာကံအနာကံတွေဆိုရင်ဒါကုသိုလ်စိတ်နဲ့ဇောကြမှာယန္တာပုဂ္ဂိုလ်များဆိုရင်ကရိယာစိတ်နဲ့ဇောစိတ်ဖြစ်မှာအဲ့ဒီထဲမှာမာညာနာဝိပယုတ်တဲ့ရှိတဲ့လိုင်းကညာနာတံပယုတ်လိုင်းဒုတိယလိုင်းကညာနာဝိပယုတ်လိုင်း တယ်။ဒါညာနာဝိပြုတ်စိတ်တယ်။မာဝိဘကိုဖယ်တာပေါ့လေ။နောက်ခါတည်းမှာဒါကညာနာဝိပြုတ်လိုက်ညာနာဝိပြုတ်လိုက်။အဲဒါပေါင်းလိုက်တော့ညာနာဝိပြုတ်စိတ်ကဒီထက်မှာ၈ခုရှိနေတာ။အဲဒါဒီက၈ခုဖြစ်သွားတယ်။အဲမာကုသိုလ်မာကရိယာညာနာဝိပြုတ်စိတ်၈ပါး။အကုသိုလ်စိတ်ကဆန္ဒပါအလုံးပေါင်းလိုက်20ရ။အဲ့20ရဘာအောင်အာယုံပြုတ်တယ်လဲဆိုလောကီကိုအာယုံပြုတ်တယ် ော်လောကုတ္တရာကျင်လိုက်ဆိုတော့လောကီကျန်တယ်အဲလောကီကိုအာယုံပြုနိုင်နေစေအဲညာမရှင်ဘူးတဲ့လောကုတ္တရာတရားတွေဆိုတာညာရှင်တဲ့စိတ်ကအာယုံပြုလို့ရမယ်လောကုတ္တရာတရားဆိုတာမတ်ညာမစိတ်ဖို့စိတ်နိဗ္ဗာန်ကိုဆိုလိုပါတယ်အဲ့တော့မသိဖို့စိတ်နိဗ္ဗာန်တွေလောကုတ္တရာတရားတွေဆိုဉာဏ်ရှင်တဲ့စိတ်ကပဲအာယုံယူနိုင်တာဖြစ်တဲ့အတွက်ဓမ္မအရိယာကြီးတွေကရိယာပါနေတော့တာယဟန္တာပါယဟန္တာဖြစ်ပြင်ဖြစ်냐ဆိုလေဉာဏ်တော့ပြုတ်ဉာဏ်မရှင်သေးဘူးဉာဏ်မရှင်တဲ့စိတ်ဖြစ်သွားတယ်ဇောကြသွားတယ် တော်လာဗနိတကရံကလေးလက်ညံမရှင်တဲ့စိတ်နဲ့ဇောကြရတော့ဒီဇောလေးဖြစ်တာအဲ့အဲ့ဇောလေးတွေဟာလောကီတဲ့ဥပအာယုံပြုနိုင်ပါတယ်လောကုတ္တရာအာယုံမပြုနိုင်ညံမရှင်တဲ့အတွက်အကုသိုလ်စိတ်ကရတော့စိုးဖွယ်ရမရှိဘူးနော်သူနဲ့လောကုတ္တန်နဲ့လက်လာမှမဆိုင်ဘူးအဲ့ဆိုရင်လောကီတဲ့ဥပအာယုံပြုနိုင်တဲ့စိတ်ဘလောက်လဲ20ရှိတယ်အဲ့လောကီဆိုတော့ဘာလဲလို့မေးလောကီစိတ်80ပါးရှိတယ်စေစိတ်52ပါးယုတ်28ပါးပြဉ္ညာတွေအာယုံပြုနိုင်တယ်နော်ကာမပြဉ္ညာတွေမဟုတ် ပညာအဲ့ပညာအာယုံအဲ့အာယုံ6ပါလောကီအာယုံ6ပါအာယုံပြုနိုင်တဲ့စေခြုံလိုက်တဲ့ခါကျတော့လောကီအာယုံ6ပါကိုအာယုံပြုနိုင်တဲ့စေဘယ်နှခုလဲ20ရှိတယ်သူတို့အာယုံကလောကီလောကုတ္တရာကိုကျင်လိုက်လောကီကိုအာယုံပြုတယ်အဆက်သွားကြရအောင်နောက်တစ်ခုညာနာဝိပုတ်ပြီးတော့ညာနာတံပြုတ်သွားပါဘုရားကညာနာတံပြုတ်ကာမဝါစရာကုသလာနီစေဝညာနာတံပြုတ်တွေရောက်တာကာမဝါစရာကုသိုလ်ရဲ့ ပြစမစံလို့ဆိုရဲအဘိညာကုတုရအဲ့ဥစ္စာဘာကျင်လဲရတ္တမဖို့ကျင်အလုံးစုံအာယုံပြနိုင်တယ်ဗမာပါဠိလိုတွေဖြစ်နေတော့ဗမာလိုပဲရှင်းပြပါမယ်ရတ္တမဖို့ကျင်အလုံးစုံအာယုံပြနိုင်တဲ့စိတ်၅ခုရှိတယ်သူအလုံးစုံပဲဘာနဲ့ဘာနဲ့မရဘူးလေရတ္တမနဲ့ရတ္တဖို့နဲ့မရဘူးဘာဖြစ်လို့လဲကြည့်အောင်ကုတုတခုပါတယ်ဗမာကုတု မာကုသိုလ်ညာနာတံပြုတ်စိတ်ညာနာတံပြုတ်တော့ညာနာတံပြုတ်ပဲသူတော့မာကုသိုလ်ဖြစ်နေတယ်မာကုသိုလ်ဖြစ်တဲ့တကြောင်မို့သူကပုရုအဲကုသိုလ်စိတ်ဆိုရင်ပုရုဇဉ်တောရဗံတက္ကရာကံအနာကံမှာဖြစ်နိုင်တာပေါ့ဒါဆိုရင်အရတ္တမအရတ္တဖို့သရာအယံယဟနာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဒါဆိုရင်အဲအရိယာဖြစ်ခဲ့မယ်ဆိုရင်တော့မာသူ့တဏ္ဍာမှာမရှိဘူးမရဘူးတာဖြစ်တဲ့တကြောင်မို့အရတ္တမဖို့ကျင်ရယ်အဲ့လိုကျင်ပေးရတယ် အရတမဖို့သူအာယုံမပြုတ်နိုင်ဘူးသူမှမဖြစ်ဘူးတာအနာဂံကြီးဖြစ်နေမဲ့ဆိုရင်အနာဂံကြီးမအနာဂံကြီးဖို့သူဖြစ်ဘူးလားတော့ပြန်တွေးကြည့်အာယုံပြုတ်ကြည့်လို့ရတယ်အရတအရတအရတဖို့တော့မမရနိုင်ကျန်တဲ့ဟာတော့စူပေါ်ရမရှိဘူးနော်သူအောက်တွေပဲအာယုံပြုတ်နိုင်မယ်အဲ့တော့အာယုံတွေကတော့အလုံးစုံဆုံးအာယုံ6ပါဘာဘင်းရဘာကိုကျင်ရမှာလဲအရတမန်အရတဖို့ကိုကျင်လိုက်အဲ့တော့အာယုံပြုတ်နိုင်တဲ့စိတ်ကဘာလဲမကုသူငရတံပြုတ်စိတ်၄ပါကကုသူအဘိညာအဘိညာကိုဖန်ဆင်းနိုင်တဲ့ပုံစံရှိတဲ့ဘုလူစင်သောတာပန်တက္ကရာကအနာဂတ် အဲ့အဖင်ညာကုသိုလ်နဲ့လှမ်းပြီးကြည့်မယ်ဆိုရင်လည်းသူတို့အရတ္တအရတ္တဖို့ကျင်လာကျင်လာတဲ့အားလုံးသူတို့သိနိုင်တယ်ဒါဆိုရင်မနဲ့ဖို့နဲ့မှာအရတ္တမအရတ္တဖို့ကျင်လာ89ပါးမှာ2ပါးကျင်လာတော့စိတ်က80 89ပါးကျင်မယ်ကျင်လာတော့စိတ်သိက52ပါးရုပ်နိဗ္ဗာန်မှာအာရုံပြုနိုင်ပါပြီသူတို့ကြတော့ဒါဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာလောကုတ္တရတွေဟာတွေဝင်လာပြီကျင်လာပညာတွေလည်းအာရုံပြုနိုင်တယ်ဒါဆိုရင်ဒီ5ပါးဟာဒီ5ပါးဆိုတာပါလေမာကုသိုလ်ညာတံပြုံနဲ့ ကုသအပိညာနဲ့အဲ့စိတ်လေး၅ပါးဟာအရတ္တမအရတ္တဖို့ခြင်းအလုံးစုံအာရုံပြုနိုင်ပါတယ်လူရပြောရင်ဒီမှာ၅ခု၅ခုကမာကုသဉာဏ်တံပြုံနဲ့ကုသအပိညာနဲ့ဘာအာရုံပြုနိုင်လဲအရတ္တမအရတ္တဖို့ခြင်းလိုက်အရတ္တမနဲ့အရတ္တဖို့ခြင်းယဟန္တာရဲ့ဥစ္စာဖြစ်တဲ့ဟာကိုခြင်းလိုက်အလုံးစုံအာရုံပြုနိုင်တယ်နော်အာရုံ၆ပါးအလုံးစုံအာရုံပြုနိုင်တယ် အဲ့ဒီအလုံးစုံအရတ္တအရတ္တမအရတ္တဖို့ကျင်အလုံးစုံဆိုတာဘာလဲပြန်မေးတော့မှခုနကပြန်ခွဲပြလိုက်စိတ်89ပေါ်မှာနှစ်ပါးနှုတ်လိုက်89 52ရုံ28နိဗ္ဗာန်ပြည့်ညက်သတ္တတွေပြန်ထွက်လာရတယ်နေတော့တော့ပါပဲအားလုံးတို့ကရမအပေါင်းယောဂီပေါင်းတို့ဒီကိုစိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ